ယောသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နရုဒ္ဓာနဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသိမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့ အဲ့ဒါစိတ်ဝိဇ္ဇာတဲ့ကောင်းတယ်အဲ့မှာအချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝိဇ္ဇာတဲ့ကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားကြရကစိနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးကိုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဟုတ်တရားကြည့်ဖို့လို့လည်းပေါ့အိမ်မနေပဲလို့ဝတ်တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလို့တဲ့အိမ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတိကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် ဒါအဲ့တော့ရသားကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့မျှော်လင့်ချက်နဲ့ကိုယ့်ရဲ့သမီးကိုအဲ့တော့ရသားချပေးလိုက်တယ်တဲ့အဲ့လိုအဲ့တော့ရသားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်မှာဟိုတရားချပြမှုရှိတယ် ဝတ္တရားကြည့်ပြုံးစွာနေထိုင်နေဒါတစ်ချက်နော်ဝတ္တရားကြည့်ပြုံးတာအဲ့ဒါဝတ္တရားကြည့်ပြုံးတာလည်းဒီမဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတ္တရားကိုကြည့်ပြုံးပြီးလှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေနောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်နောင်ဘက်ကကရုကတော်ကဖြူပြီးတော့လေးစားရတယ်ဟုတ်လား အမေတို့အဖေတို့ဆိုရောက်ခမပါလေခုခဲ့တယ်။အဲ့နောက်မဲ့ရဲ့မိဘတွေသူကိုဝဲတဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူကတလေတစားကိုတရားချေပြန်စွာဆောင်ရပေးတယ်။ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေကနော် ုတရားကြည်ပြန်စွာဆောင်ရတယ်နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်ခိုင်တတ်တယ်ချက်တတ်တယ်ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလဲကုသိုလ်တစ်ခုပဲကြည့်ရတယ်ဒါကိုကုသိုလ်လို့မထင်ကြဘူးလေ သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုံသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခမားတဲ့လုံရင်လုံသလိုမလုံရင်မလုံသလိုခွဲခြားသေးတယ် လုံးကြိုးစားရင်ကြိုးစားသလိုအလုံးမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတာခွဲခြားပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့အုပ်တဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင် နေဝန်ကတောင်းတိုင်းမှာရှိလို့ရှိရင်သူ့ဆေးဝါးကိုတတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော်နေနေမကောင်းတဲ့မသားရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်။နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ်တဲ့ ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာဒါနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ ်ငွေကြေးတနဥစ္စာပစ္စည်းတွေကိုမခိုးမဝဲမထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အနောက်ဘက်မသိအောင်တိတ်တိတ်ဘုံခိုးဝတ်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အုံပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ်းရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့တယ်စီးတဲ့ရည်အော်ခန်းနဲ့ကတဲ့ဆိုအလုပ်ပေါ့စီးလာတဲ့ရည်တွေကိုပျောက်ပြတ်မတော့အောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လေထဲမှာရည်သွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင်သူက စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးစေမြာလိုက်နာကျင့်တော်ရတဲ့တောင်းဝတရားပဲဒါနော်သူ့ရဲ့တောင်းဝတရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားချေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲတို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ဘာသာဘာကိကနတ်သမီးဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်က ဆက်နိုင်လာပြန်တယ်နော်ဖျားကိုကိုယ်ဝယ်တယ်တရားကိုကိုယ်ဝယ်တယ်တန်ခါကိုကိုယ်ဝယ်တယ်ဘုရားန္တရဏကိစ္စမိဓမ္မန္တရဏကိစ္စမိတန်ခါန္တရဏကိစ္စမိရှရဏသုံးပါးကိုကိုယ်ဝယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘယ်လိုလုပ်လဲ Podan antara ke sabi, daman antara ke sabi, tangan antara ke sabi. Piyadi dia tangga, kubwe dai de yerana piyaku, kubwe de sikate. Terenang kundi debo, sunu debo, dah nama cok. bodoh wada mahu ini, bodoh antara ke sabi, daman antara ke sabi, tangan antara ke sabi, rupa amah mahu. Tuh-tuh, ူကိုးွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုက်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးွယ်တယ်ဆိုရင်တော့ထိုက်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြရပါအောင်ဆိုကိုချင်းတိလာနဲ့ပြေဆုံးနေအဲ့ဒါတော့ဒါတိလာပဲရောက်လာအဲ့ဒီကိုချင်းတိလာဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလာဒီကိုချင်းတိလာတော့ရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် ကာမိတုမေသဆရာရှောင်ရမယ်မုဒဝရရှောင်ရမယ်သူရမေတွေရရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင်သူကဒုစရိုက်ပဲဒိဋ္ဌာနော်ဘာကဘာရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လူဥပရိကသာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဏာတိပါဒဖြစ်တာ